လို့ပြောကြနှုတ်ဆက်ကြအခုတော့ဘုန်းကြီးတွေတွေ့တဲ့ဆိုရင်အဲ့ဒါလို့နှုတ်ဆက်ဖို့ရဆိုတာမဆက်ရုံနဲ့မကပဲအဲ့ဒါလို့မျိုးတောင် မပြောကောင်းဘူးလို့ဖြစ်သူဖြစ်နေတဲ့တရားကိုမပြောကောင်းဘူးလို့ဆိုပြောနေတိတံဒေသမနာကိစ္စံဆိုရင်အာအာမနေတိတံငါပြီးပြီလို့ဆိုတာမျိုးမပြောကောင်းဘူးလေအဲ့ဒါလို့ပြောပါဖြစ်မှာပါဠိကကြာဘုန်းကြီးဖြစ်တော့ကျုံးပါအဲ့လိုမျိုးလိုပြောရတာသောတာပန်တော့ကမတမီဒါတရားတည်တဲ့သူဖြစ်ကြတော့ ဖြစ်နေပြီလို့ဆိုတာသူလည်းမပြောကောင်းဘူးတကယ်လို့ပြောလိုက်ရင်တော့သူပါရာဇိကကြပါဘုန်းကြီးဖြစ်တာပြက်ပါဘာဖြစ်လို့ဒီလိုဖြစ်သွားတာတော့တဲ့ဖြစ်စိတ်ထုတ်သွားအရိယတိသာတရားပျောက်ပျောက်သွားတဲ့အခါကျတော့တရားဆိုတာဟာနဇန်းတစ်လုံးပဲမသိတဲ့အဖြစ်ရောက်သွားတယ်လို့ပြောရတယ်ဒီတော့ဘုန်းကြီးကြောင်းသွားရင်ဘာလုပ်တယ်လဲဆိုရင်ဘုန်းကြီးကြောင်းပထမတိလာပေးမှာပေါ့ ဒီလာသေးပြီးရင်တရားဟောတယ်ဆိုပြီးတော့လွန်ခဲ့တဲ့နှစ်2500တုန်းဟာမြတ်စွာဘုရားဗေမာသတင်းသုံးနေတော့ဘယ်သူ့ကိုဟောတဲ့တရားဆိုတော့အပြန်ဟောတဲ့လုပ်ငန်းမျိုးလုပ်ပါပေါ့သူတစ္ဆာတရားမသိဘူးလေတစ္ဆာတရားသူရတယ်အဲ့လိုဆိုတော့ဘုရားဟောတာပဲပြန်ပြောရတော့တာပဲသူဟောတာတော့ပြင်မရှိတော့ဘူးလို့ပြောတကယ်တော့သူတို့မြတ်စွာဘုရားတရားဟောတယ်ဆိုတော့သူဟောတဲ့ဟာတွေအတိုင်းလိုက်ပြန်ပြောရမယ်လို့ထူလို့ပြန်ပြောရည်တို့ဖြစ်ပါပေါ့ပြန်ပြောစကားပဲဖြစ် အပြန်ပြောတာကို သူမလုပ်သေးဘူး။သူကနေပြီးတော့ဟောသူ ကိုယ်တိုင်ကနေပြီးတော့ဟောသူတို့ရဲ့သူတို့စိတ်ထဲမှာထည့်လာတဲ့တစ္ဆာတရားနဲ့ဒီလူသူတွေကိုခြေချုပ်ပြီးတော့ဟောပြောရပါဘူး။သူဒီလိုမျိုးလို့ဆိုတယ်။ဒါပေမဲ့ကျုပ်တို့ဖရာရဲ့တပည့်တပန်းဖြစ်တဲ့ခေါင်းကြီးတွေကတော့သူတရားကိုဖရာငါတရားကိုဖောင်းလို့သဘောထားกว่าဖောင်းလို့သဘောထားရတဲ့ငါတရားကိုနာရလို့မင်းတို့ကြွပြီးဆိုရင် ီတရားမင်းတို့ထောက်ဖို့မလိုတော့ဘူးပြုတ်ပြီဟဲ့လားဘာနဲ့သွားတူလဲဆိုရင်တော့ဖောင်းလို့ပေါ့တဲ့ဒီဘက်ကနေပြီးတော့ဘေးဟန်တရားလေးများလို့မလို့ကိုဘကန်ကူးကျင်တာနဲ့ဖောင်းလို့စေသားတွေနဲ့လုံမလားဝါးတွေနဲ့လုံမလားပေါ့အဲ့လိုဖောင်းလို့ပြီးလို့ကိုဘကန်ကိုရောက်သွားပြီဆိုရင်ဘေးကဒီဘက်ကမှာကြည့်ရတယ်ကိုဘကန်မှာဘေးဟန်တရားပြူဆိုတော့ကိုဘကန်ရောက်တဲ့အခါကျလွတ်လပ်เออน่ะดีโลลุ่ละออกตาวลุ่ละออกเจตุจุราก็เพียงฮอดิผ่องเว้ยตุปิดาล่ะ ေါင်းဆိုတာရေတဲ့ကူကိုပဲဒီဖောင်းကငါကျေးဇူးများလာတယ်ဆိုပြီးဒီဖောင်းကြီးတော့ကြောက်ကိုပြီးတကလားပုံပေါ်မှာဟိုသွားဒီသွားနဲ့လုံနေရရင်တော့ဖောင်းအပိပါပေါ့အဲ့ဒီလိုမျိုးပဲတဲ့ငါငါဟောတဲ့တရားတွေကိုတဲ့မင်းတို့ကျုပ်ဖို့အတွက်ပဲဟောတာလေသူများပြန်ဟောဖို့အတွက်ဟောတာမဟုတ်ဘူးဆိုပြီးတကလားအဲ့တော့ဒီတရားကိုဆောင်းနေဖို့မဟုတ်ဘူးဟောတယ်လို့မျိုးများတော့သူတို့များသူပြောတယ်အခုတော့မဟုတ်ဘူးတရားလည်းမရှိနေတာဆိုတော့ဟောပြီဆိုရင်အဲမြတ်စွာဘုရားတခင် အဘယ်ကြောင်းမှာကေအောင်မွေးလျော်တော်မူတဲ့ကဘုသူ့ကိုဟောတဲ့တရားအဲ့ဒီတရားပြန်ဟောတော့လွန်ခဲ့တဲ့နှစ်2500ကြီးပြန်ခေါ်သွားပြီးတော့ပဲဟောရတယ်အဲ့ဒါဘာဖြစ်တာတုန်းလို့ဒီတရားကြမ်းပြီးကြတာအဲ့ဒါသူပြောရမှာပေါ့တရားပြောက်ပြီးကြဘာဖြစ်လို့တရားပြောက်တာလို့ဒီအရိယတစ္ဆာတရားမရှိတော့အဲ့ဒါလို့အရိယတစ္ဆာတရားမရှိတော့ဘူးလို့ပြောလုံးလုံးကိုအရိယတစ္ဆာတရားအတန်မကြားတော့တာလားလို့ဆိုရဲ့ အရိယတ္တတရားဒုက္ခသမုဒယနိရောဓမဂ္ဂပြီပါပြီပြီမလို့လည်းပဲအဲ့ဒီဒုက္ခကို အထံသွင်းလန်းဆိုတဲ့အခါကျတော့ပရမတ်တူသမုဒယဆိုတဲ့တရားရဲ့အနိအထဖြစ်တဲ့အထံသွင်းလန်းဆိုတဲ့အခါကျတော့လေဩပရမတ်ထဖြစ်မဂ္ဂတို့နိရောဓတို့ဆိုတဲ့အရာတွေကိုအထံသွင်းလန်းလို့ဆိုတဲ့အခါကျတော့လည်းပဲဩပရမတ်ထဖြစ်ပရမတ်ထတိသ္တာတွေက ုဒ္ဓရဲ့တစ္ဆာထေရပါဝင်းယူလာအရိယတစ္ဆာထေရပါဝင်းယူအဲ့လိုဝင်းယူလာတဲ့အခါကျတော့တကယ်ဘုရားရဲ့တရားနှစ်တရားမှန်တိုင်းဖြစ်တယ်အရိယတစ္ဆာထေရပြောက်ဒီလိုအရိယတစ္ဆာတရားပြောက်ပြီလို့ဆိုတဲ့အခါကျတော့တရားရတယ်ဆိုတာဘယ်ပြောလို့ဖြစ်တော့ပါဘယ်လည်းပဲရတော့မှာတော့သူပြောอ่ะအဲ့တော့အဲ့လိုမျိုးလိုတရားပြောက်တဲ့အခါကျတော့ဒီလိုတရားပြောက်တာကြောင့်ဘာဖြစ်လဲပရမတ္ထတစ္ဆာရောက်ပြီလို့ဆိုတဲ့အခါကျစိတ်တွေဘာမှမရှိတော့ ပရမတ္ထပြစ်တာရောက်။ဘာမှအဓိပ္ပာယ်မရှိတော့ဘူး။ပရမတ်နဲ့ကြည့်လိုက်ရင်သစ်ပင်နဲ့လူနဲ့ကလည်းအတူတူဖြစ်။ပြောမယ်ဆိုကြောက်တုံးကြောက်ခဲတွေနဲ့လူနဲ့ကလည်းပဲတဲမကွာဘူးအတူတူလိုလိုဖြစ်။ကြောက်တုံးကြောက်ခဲတွေမှာရှိနေတဲ့ဓာတ်ပရမတ်တွေကလည်းပဲပရမတ်တွေကလည်းပဲဖြစ်ပြီးပြက်တာ။လူမှာရှိနေတဲ့ဓာတ်မျိုးမျိုးပရမတ်မျိုးမျိုးတွေကလည်းဖြစ်ပြီးပြက်တာပဲလို့ဆိုတော့ဖြစ်ပြီးပြက်ဖြစ်ပြီးပြက်ခြင်းကအတူတူဖြစ်နေတဲ့အခါကျဘာမှအဓိပ္ပာယ်မရှိတော့ဘူး။လူတော်မှနေနဲ့လူမြင့်နဲ့လူလို့ဆိုပြီးတော့နှစ်ခါလည်းမရှိတော့ သူ့မှာဖြစ်နေတဲ့ကောင်းတဲ့ဟာတွေဆိုတာလည်းဖြစ်ပြီးပြက်တာပဲမကောင်းတဲ့ဟာတွေဆိုတာလည်းပဲဖြစ်ပြီးပြက်တာပဲဒီလိုဆိုတော့ပရမတ်လို့ကြည့်လိုက်တဲ့အခါကျဘာမှအဓိပ္ပာယ်ချာလို့မရဘူး။ဘောဓုဗုဒ္ဓဝါဒကကာမဝါဒရဲ့နဲ့ဒီပုဂ္ဂိုလ်တွေကလည်းသိကြတယ်ကာမဝါဒဟောကွက်ဖြစ်တယ်။ဒီအရိယတ္တသာဟောကွက်တွေကလည်းပဲဒီဖရာရဲ့တရားကွက်တွေထဲမှာရှိရှိနေတဲ့အခါကျဒီကံနေဘယ်နဲ့လောက်အောင်ပါဘူးလို့သူတို့တွေးမှာပဲ ဒီကနေ့ဘယ်နဲ့လောဘဘရုံးလို့ဆိုတော့အရိယတစ္ဆာမမြင်တော့တဲ့အတွက်ကံလည်းမမြင်တော့ဘူးအရိယတစ္ဆာမမြင်လို့ကံမမြင်တာပေါ်မှာမှီပြီးတကလားကံဘယ်လိုနေရာပေးရမလဲသိကံဘယ်လိုနေရာပေးရမလဲမသိတော့တို့တို့ဗုဒ္ဓနဲ့ဖြစ်ပြယူခဲ့တဲ့ကာမဝါဒီတူဖြစ်တဲ့ဤကထာနာတဗုဒ္ဓဂျိမ်းပေါ့ဒီဂျိမ်းကြီးရဲ့ကံယူထတိုင်းတို့တို့ဗုဒ္ဓဘာသာဝင်ကလည်းကံနဲ့ထိပ်ပဲခေါ်ကြတော့တာလို့ကျုပ်ပြဒီလိုမျိုးလို့ပြောခြင်းပါ ဒါကြောင့်သာလင်ကျုပ်တို့ဗုဒ္ဓဘာသာကံနဲ့ဂိမ့်ကံတူးနေတာလို့ဘယ်သူမှပြောလို့သိတာမဟုတ်ဘူးဆိုလိုတာကတော့ကျုပ်တို့အရိယသစ္စာသိပြီးတဲ့နောက်ပိုင်းမှာတွေ့ကြည့်ချက်ချက်ကြည့်တဲ့အခါမှာဒီလိုပဲရလို့မို့ဒီလိုလို့ပြောလိုက်တာဖြစ်ဆိုလိုတာကတော့ကျုပ်တို့ဗုဒ္ဓဘာသာရဲ့ကမ္မဝါဒဟာကျုပ်တို့ရဲ့ကမ္မဝါဒမဟုတ်ပါဘူးဂိမ့်ရဲ့ကမ္မဝါဒပါဘယ်လိုပြောတာပါဗျာဂိမ့်ရဲ့ကမ္မဝါဒနဲ့ဗုဒ္ဓကမ္မဝါဒတူးလားမတူလားလို့တူဘူးဗျာ ဒီထဲမှာဟိန္ဒူကမ္မဝါဒဆိုတဲ့နောက်တစ်မျိုးကလည်းပဲလာလိုက်သေးတယ်ဟိန္ဒူကမ္မဝါဒနဲ့ပြုတ်တုကမ္မဝါဒနဲ့လို့မတူဘူးဗျဂျိန်းကမ္မဝါဒနဲ့ဟိန္ဒူကမ္မဝါဒကမှအ ਨੇ ပါတူတယ်လို့လို့ရှိတယ်ဘယ်လိုတူတယ်လို့လို့ရှိတယ်လို့ဖြစ်တော့ကမ္မဝါဒရဲ့ကံကိုပြုတ်လုံးမဲ့ကတ္တာပြုတ်လုံးသူပေါ့နော်ပြုတ်လုံးသူကိုသူ့ရဲ့ဘုရားတခင်ကနေပြီးဖန်ဆင်းလိုက်တယ်လို့ဟိန္ဒူကပြောတယ်ဂျိန်းကတော့အဲ့ဒါလို့ပြောပါဂျိန်းကတော့အစကိုမဖြစ်ဘူးလို့ပြောတာမျိုးနဲ့ပြောတယ် အဲဒီလိုမျိုးလိုညီမကသူ့ကိုခွဲပြီးတကလားတတဝါလေးတကောင်ဖြစ်နေသူဖြန်ကျင်းလိုက်ဖြန်ကျင်းလိုက်တော့လူတော်၎င်းဒိဋ္ဌံတော်၎င်းတကောင်ကောင်ဖြစ်ပြီအဲ့ဒီဖြစ်တဲ့အကောင်လေးကသူ့ကိုသူမျက်စိလဲနှလုံးပါတယ်နားလဲနှစ်ပေါက်ပါတယ်နှာခေါင်းကလဲနှစ်ခုပါအဲ့ဒီလိုပဲပါးလဲပဲပါတယ်ကိုယ်ကာယလဲပါတယ်လို့ဆိုတော့မျက်စိနားနာရှာကိုလို့ဆိုတဲ့အာယုန်တွေကိုလက်ခံနိုင်တဲ့အာယုန်ကန်အင်တာတွေသူ့ပြီးပါတယ်ဆိုတော့သူကအပြင်ပအာယုန်တွေကို သူ့ကိုယ်တည်းတွင်းနိုင်တာပေါ့မျက်စိပေါက်ပါတော့အခင်မှန်သမျှတွေသူ့ကိုယ်တည်းကိုတွင်းနိုင်အတန်ဒီမှန်သမျှလည်းသူ့ကိုယ်တည်းတွင်းနိုင်တယ်အနတ်နေရတာတွေအတွေ့တွေဆွဲဟာတွေကိုလည်းပဲသူ့ကိုယ်တည်းတွင်းနိုင်တယ်ဆိုတော့ပဲသူကသူ့ကိုယ်သူပြောမစင်တော့ရစ်မှုတာပေါ့မင်းကလူဆုံးကောင်းမယ်အပြင်းမဲ့မင်းရှိတဲ့ဟာတွေလည်းပဲငါ့ကိုယ်တည်းတွင်းလို့ရအတန်ဒီလည်းပဲငါနားနဲ့ငါ့ကိုယ်တည်းတွင်းလိုက်ရတာပဲဆိုတော့အဲ့ဒါလိုမျက်စိနားနာကြာကိုဆိုတာရှိတော့သူ့ဟာသူပဲမြင်နိုင်တယ်ကြားနိုင်တယ်ခံစားနိုင်တယ်ဆိုတာဖြစ်လာတယ်ပြော ူကနေပြီးတော့သူ့ကိုယ်သူယမှုလားအဲ့ဒါကလေးကိုအတ္တမာကလေးထူတော့သူတို့ဒီလိုပြောတော့အတ္တမာကလေးဒါပြောမသိတော့ယမာကြီးကိုယ်ရဲ့အစိတ်ပိုင်းတစ်ခုပဲပေါ့ဒီအစိတ်ပိုင်းကလေးဖြစ်တဲ့အတ္တမာကလေးကယမှုပြီးတော့သူကနေပြီးတကလားဒီယမှုတာပေါ်မှာမိပြီးတကလားသူလှုပ်တယ်ကောင်းကောင်းလှုပ်သလားမကောင်းတရားလှုပ်သလားမကောင်းတရားလုပ်ပြီလို့ဆိုရင်လေ तू လုတ်တဲ့လျှောက်တိုင်းဟောဒီကတည်သွားလို့ရှိရင် မကောင်းတရားနဲ့ဘဝဖြစ်ပေါ့ဥပမာတစ်ခုပဲလူဘဝနေလူဖြစ်နေအတ္တမလေးကဖြစ်နေရသူကနေပြီးတော့လှုပ်တယ်မဟုတ်မှနေလှုပ်တယ်သူခံစားကျင်တာတွေခံစားသူခံစားကျင်တာတွေခံစားပေါ့ဘယ်ကျိုးလို့လဲမသိဘူးဘယ်ကြောင်းလို့လဲမသိဘူးအဲ့ဒီလုပ်ငန်းနေလှုပ်ဒီလုပ်ငန်းနေလှုပ်ပြီးလို့သိတော့ဒီသူကတော့ဒါမိုက်တဲ့လူပဲပေါ့မိုက်တဲ့လူဖြစ်တဲ့အတွက်ဒီလူသေးသွားရင်ဘာဖြစ်မှာလို့ဆိုရင်ဒီလူသေးသွားလို့ရှိရင်ဒီလူရဲ့အတ္တမလေးကဒီလူအသေးကောင်လေးကထွက်သွားပါတယ်ဗျာ ဒီလူတွေကောင်တွေကထွက်သွားပြီဘာဖြစ်မှာတော့လို့ဆိုတော့သူရဲ့လုတ်ကြည့်ဒီလူဖြစ်စဉ်တော့ကလုတ်ခဲ့တဲ့လုတ်ရကမိုက်တဲ့ဆွဲတဲ့မိုက်တဲ့အကောင်တွေရဲ့နေရာဖြစ်တဲ့မိခင်ရဲ့ဝမ်းထဲကိုပို့လိုက်ပါအဲ့ဒါဘာလဲလို့ဆိုဖွေးလို့နွားလို့ဖွေးလို့နွားလို့တဲပို့လိုက်လို့ရှိရင်ဒီအတ္တမလေးကအကျဉ်းတန်လို့မွေးလာရောဖွေးရတယ်မွေးလာနွားနေမွေးလာဖွေးဝူရုံလေးဝူပြီးမွေးလာနွားလိုက်တဲ့ကိုရောက်လို့ရှိရင်နွားဝူရုံလေးမွေးပြီးထွက်လာ ဒါလို့သူတော့သူ့နွားကလေးဖြစ်သွားတာပေါ့။ဟောခွေးပွိုင်ဆိုင်ကနေပြီးတော့မွေးလာတဲ့အခါကျတော့ခွေးကလေးဖြစ်တာပေါ့။ပြောမယ်ဆိုရင်ဒါဟိတူတွေကပြောတဲ့စကားတော့သူတို့လူကနေသေးတယ်မသေးခင်တော့ဒီလူကခမ်းမိုက်မိုက်ခမ်းမိုက်မိုက်ဆိုတာသူများတွေကိုနှောင်းနှောင်းချက်ချက်လောက်တာကိုမိုက်တယ်ပြောတာဖြစ်ပါဘူး။အကြောင်းပဲဟာလို့လည်းမသိဘူးအကျိုးပဲဟာလို့လည်းမသိအတိမဲ့တာကိုမိုက်တာလို့ပြောတာ။အဲ့လိုအကြောင်းလည်းမသိအကျိုးလည်းမသိကိုကောင်းတဲ့တင်းနဲ့ဟာကိုလောက်နေတယ်ဆိုတဲ့သူကမိုက်တာပေါ့။ အဲ့ဒါလိုမိုက်တဲ့သူတင်တော့ကဲဖတ်မိုက်မိုက်လူတွေရဲ့လှုပ်ရှားပုံဖြစ်တဲ့ဝိယုံမဲ့သူ့တော်ဝုတ်ပေးရပါပဲဆိုပြီးဒီကလာဟောအတ္တမလေးကဘယ်ရောက်သွားဆိုသေတဲ့အခါကျတော့နွားပိုက်တဲ့ဖြစ်ပြီးရောက်သွားခွေးပိုက်တဲ့ဖြစ်ပြီးရောက်သွားရောက်သွားတဲ့အခါကျဟောနွားကလေးကမွေးပြီခွေးကလေးကမွေးပြီလို့ဆိုတဲ့အခါကျတော့ဘယ်လူအပ်သေးလို့မွေးဝင်စားတဲ့သူပဲဆိုလူလေးတော့ဘယ်မွေးမှာတော့ဟောနွားမွေးတယ်ဆိုတော့နွားကလေးပဲမွေးမှာပေါ့ခွေးကမွေးတယ်လို့ဆိုတော့လေခွေးကလေးပဲမွေးမှာပေါ့အဲ့ဒါဘာဖြစ်လို့လဲသိလားခွေးဝုတ်ယုံ ငါဝုတ်ယုံဝုတ်လာဒီအတ္တမာဆိုတဲ့အရာလေးကလူပြည့်နေတော့တော့လူဝုတ်ယုံဝုတ်ပြီးတော့အတ္တမာလေးကနေတာပေါ့နော်ဟုတ်ပွဲတယ်လို့ပေါ့ပွဲတယ်မှာဝုံဖြစ်ရမယ့်လူကဝုံဝုတ်ဝုံဝုတ်တုံကိုဝုတ်ပြင်ပြင်ဖြစ်ရမယ့်သူကတော့ပြင်ပြင်ဝုတ်တုံကိုဝုတ်မင်းသမီးပြရမယ့်သူကမင်းသမီးဝုတ်တုံကိုဝုတ်အဲအဲ့ဒီလိုမျိုးလိုပဲခုလည်းပဲလောကဆိုတဲ့ဇက်ခုပေါ့ပါဒီလူကတော့ဖြင့်ဝုံနဲ့တော်တယ်ဆိုရင်ဝုံဝုတ်တုံကိုဝုတ်ခိုင်းမှာပေါ့ အခုတော့ဒီသူကဘာနဲ့တော်ဆိုနွားနဲ့တော်တယ်လို့ဆိုတော့နွားဖို့ဆိုဝို့တူလေနွားပိုက်ထက်ထက်အဲသူကနေပြီးတော့နွားဖို့စုံလေးဝို့ပြီးတော့ထွက်လာနွားလိုပဲအတုံးတော့ခံရတာပေါ့နော်အတ္တမလေးကခံရတာတော့အဲဒီလိုမျိုးလို့ဟိန္ဒူကပြောတယ်အဲဒီလိုနဲ့သူအမျိုးမျိုးဘဝတွေကိုနွားဖြစ်တော့လဲနွားကောင်းကောင်းဖြစ်ခြင်းလဲဖြစ်မယ်နွားကျင်သိုးသိုးဖြစ်ခြင်းလဲဖြစ်နွားကျင်သိုးသိုးဖြစ်ခြင်းလဲဒီတဲ့သိုးတဲ့ဝို့စုံကသူ့လဲပြီးဟိုခိုင်းမှာပဲ တကယ်လို့မှ तू ကကောင်းကောင်းကံကဝတ်စုံကလေးကိုဝတ်နေပြီလို့ထင်တော့ကောင်းကောင်းကောင်းကပြင့်တင်စရာကလေး तू ကျင့်နေပြီလို့ဆိုတော့ဒီတဲ့မြတ်တဲ့ဝတ်စုံကလေး तू ဝတ်ပေးပါပေါ့တို့တို့အဲ့ဒီလိုပဲဂောတကသလန်းဆိုပြီးတကလားအဇလန်းတစ်ခုပါကြာအဲ့ဒီလိုပဲဂောတကဇလန်းမှာ तू ကလည်းပဲစိုးစိုးထားတာနဲ့ဖြစ်တော့တစ်ဖြည်းတယောက်ပါနော်ဒါဖြစ်တယ်အောင်သူတို့ဒီမှာပလိကယောဂါတွေလိုအမျိုးဖြစ်ကြရတာနေပြီးတော့ပြေးကြတာဆိုတော့ဗျာပြေးကြရင်ကနေပြီးတော့ နောက်ဆုံးပိတ်ကြတော့သူတို့ပါလာတဲ့ကလေးလေးတောင်မှသူကနေပြီးတော့မချီသေးကြတော့ဘူးမချီနိုင်တော့ဘူးသူတို့နှစ်ယောက်ကနေပြီးတော့မိဘနှစ်ပါးကနေမချီနိုင်တော့ဘူးဖေလုတ်တဲ့သူကနေလန့်လွန့်လွန့်ပြစ်တာမေလုတ်တဲ့သူကကလေးလေးပဲရောက်တော့ဖလေးမပါမှန်းသိတော့သူသားသောကလည်းကြည့်တယ်သူပြန်ပြန်ကောက်တာဒီကလေးလေးအဲ့ဒါလို့ပြန်ပြန်ကောက်ဖေလုတ်တဲ့သူကလည်းနောက်တစ်ခါလွန့်ပြစ်လို့နောက်တစ်ခါလည်းလွန့်ပြစ်ပေါ့ပြစ်ထားခဲ့ပြစ်ထားခဲ့လည်းမေလုတ်တဲ့လူသိရင်တော့ပြန်ကြာကောက်ဖေလုတ်တဲ့လူကအဲ့လိုမျိုးလိုထိုးတာဆိုတော့ ဒါလိုလူဘဝတော့ရိုက်ကချိုးတော့ချိုးဆိုးလူနဲ့ပဲတန်တဲ့နေရာကိုဟောဘဝရသွားတယ်ဇဟိတူကပြောတယ်ဘဝနော်ချိုးဆိုးဘဝဘယ်လိုရဆိုသူသေးပြီးတဲ့အခါကျခွေးသွားတယ်ခွေးသွားပြည့်တဲ့အခါကျတော့အိတ်တေးမှသူခွေးသွားတယ်ခွေးဝရုံဝုတ်ပြီးသူသူ့အတ္တပါလေးကတော့သေးပြီးတဲ့နောက်ကျတော့လူဖြစ်ကကြောသွားခွေးဝရုံဝုတ်တယ်ခွေးဝရုံဝုတ်တဲ့အခါကျတော့ဘာလို့တော့ဆိုရင်အဲ့ဒီခွေးကလည်းပဲခွေးကောင်းကလေးပေါ့လေလူကလာတဲ့ခွေးဆိုတော့ခွေးကောင်းကလေးပေါ့ သူတို့အိမ်မှာပိဋကဗုဒ္ဓတပါးသုံးကန်လာတယ်တဲ့ပိဋကဗုဒ္ဓသာဘုန်းကြီးလိုပါပဲယတိလိုပေါ့နော်သူတော်ကျင်ပေါ့အဲ့ဒီလိုပိဋကဗုဒ္ဓကနေပြီးတော့သွန်လာခံတဲ့အခါကျတော့ဒီပိဋကဗုဒ္ဓကြောင့်ကိုဒီပိဋကဗုဒ္ဓနဲ့အတူတူဒီခွေးကလိုက်လိုက်ပြီးတော့သွားတယ်လိုက်လိုက်သွားပြီးတော့လာလမ်းမှာရှိခဲ့တဲ့ဒီပိဋကဗုဒ္ဓကိုအန္တရာယ်ပြုနိုင်တဲ့အကောင်ပလောင်နေလို့ဗါရီဆိုသူဟောင်းတာသူတော်ကိုဟိမ့်ခေါင်းပြီးမှဒါလည်းကြောင်းပို့လိုက်ကြောင်းပို့နောက်တစ်နေ့ပြန်လာမယ်ဆိုရင်လည်းအဲ့ဒီကြောင်းသွားကြိုးပေါ့ဒီက အဲ့ဒါလိုလုပ်တဲ့အတွက်ဒီခွေးကခွေးကောင်းလေးဖြစ်လူကောင်းတွေကိုကူညီတဲ့ခွေးဖြစ်တယ်သူကသူ့ရိုက်ကကောင်းတဲ့အခါကျတော့ဒီခွေးတည်တဲ့အခါကျတော့ဘာဖြစ်လဲနတ်ပြည်သွားဖြစ်သူကအကောင်းမလောင်နေမျိုးမျိုးဖြစ်ကြပါဒိန်သူကတော့ဒါကျုပ်တို့ဗုဒ္ဓဘာသာလည်းတခြားတဲ့လူလိုပါပဲအဲ့တိုင်းကြီးလိုလိုဖြစ်သူကနေပြီးတော့တခြားတဲ့သစ္စာဗုဒ္ဓကိုကူညီပြီးလမ်းချင်းပေးတဲ့အတွက်ခွေးကဟောက်ပေးတဲ့အတွက်သူတည်တဲ့အခါကျနတ်ပြည်သွားဖြစ်နတ်ဝိယုံသူဝိရတာပေါ့ဗျာသိကြရဲ့ နှုတ်ရဝေးရတဲ့ခါကျသူနှက်ဖြစ်တာပေါ့ဇတ်ထဲမှာဇတ်သားတယောက်ဖြစ်နေပါသွားပြီဆိုရင်ဇတ်တာလိုက်တာလုပ်တဲ့သူကနေပြီးတော့မင်းကတော့ဝင်ကြီးလောက်သွားလို့ဆိုရင်သူဝင်ကြီးဖြစ်တာပေါ့တကယ်လို့မင်းရှင်မင်းနေရာနေထွက်လို့ဆိုရင်သူရှင်မင်းစကားပြောပြီးရှင်မင်းလုံမ်းမယ်လို့အတူတူပဲသူလည်းပဲဟိတ်သူဖျားကြီးကနေပြီးတော့ဖန်ဆင်းနေတာလေဒီလူကသိုးသိုးဝါးဝါးလုပ်ငန်းလုပ်တယ်ဆိုသိုးသိုးဝါးဝါးဝတ်ရုံကိုပဲသူဟိုခန်းနေအဲသိုးသိုးဝါးဝါးဝတ်ရုံကြီးကိုဝတ်နေပြီးနည်းနည်းကောင်းကောင်းကန်ကန်ဝတ်ရုံကလေး အကောင်းကန်ကလုပ်ငန်းကလေးလုပ်ပြီလို့ဆိုတော့ဩကောင်းကန်ဝေုံနေဝုတ်ပြလိုက်ဟောနတ်ဖြစ်နတ်ဖြစ်တဲ့အခါကျတော့လေသူ့ဘာနတ်လို့ပြောဆိုဂောတကနတ်အဲသိဒံကောင်းဆိုပဲအဲ့ဒီတော့ကတော့နတ်ပြည်လေအတန်ခဲဆက်ကလေးရှိပုံမရပါဘူးဗျာမရှိတော့လည်းပဲစကားပြောပြီလို့ဆိုလို့ရှိရင်သူကနေပဲအားလုံးရဲ့ပြောသွားမဲ့စကားတွေကိုပြောပြောပေးတယ်ဆိုပဲအဲသူ့အတန်ကတခါပြောလိုက်လို့ရှိရင်နတ်ပြည်တလားတလားမှာဟိင်းနဲ့ဟိင်းနဲ့ကြားသွားရတယ်ဆိုတော့ဩကွေးဘွားတို့ကဟောင်းပေးတယ်လို့မလို့ အဲ့လိုမျိုးလိုအကျိုးပေးတာဆိုတော့ဒါဟိန္ဒူယမနတွေကပြောတာဗျအဲအဲ့လိုမျိုးလိုပြောတဲ့ဟာတွေကကျွတ်တို့တည်းလေရောက်အိန္ဒူကအဲ့လိုနဲ့သူကောင်းတာလှုပ်တော့ကောင်းတဲ့ဝိယုံကိုကြုံရတဲ့ဘဝရမကောင်းတာလှုပ်တော့မကောင်းတဲ့ဝိယုံသူကျိုးသူကျိုးကိုအများကြီးတည်ဖို့နိုင်တဲ့လုပ်ငန်းတွေကိုသူလုပ်ပြီးလို့ဆိုလို့ရှိရင်အဲ့ဒီလူရဲ့အတ္တမာလေးကိုတာမန်အတ္တမာလို့ပြောတော့ဗနဲ့မဟာတမာဆိုလို့ပြောသိပ်ကြီးတဲ့အတ္တာလို့ဟာတမာဟိုကကျွတ်တို့ အခုကဘာမှာကောင်းဆောင်နေများဖြစ်ကြရတဲ့ဂန္ဒီကြီးကိုပါလို့ဆိုတာမဟာဓမ္မဂန္ဒီကြီး ਨੇ မဟာဓမ္မဆိုတာတိတ်ကြီးမားတဲ့မြင့်မြတ်တဲ့အတ္တရှိတယ်သူလို့ဒီလိုမျိုးလို့ပြောတာမဟာဓမ္မအဲဒီလိုမဟာဓမ္မဖြစ်နေနေပြီလို့ဆိုတဲ့အခါကျတို့ကဖရားနဲ့တရားနဲ့နေပြီအဲဒီကွာတရားနဲ့တရားနဲ့နေပြီလို့ဆိုတဲ့အခါကျမှအဲဒီလိုနေရကြောင့်နောက်ဆုံးပြိတော့ तू ကနေပြီတရားတွေကိုကျင့်လိုက်ွားလိုက်တာပရမတ္တမကိုရောက် ပရမတ္တမရောက်သွားပြီလို့ဆိုတဲ့ခါကျမှသူ့ပြမာကြီးသူ့ကိုခံရင်းပေးလိုက်တဲ့သူ့အသိပိုင်းကလေးကိုခံရင်းပေးလိုက်တဲ့မြမာကြီးကြီးရောက်သွားပြီတော့မြမာကြီးနဲ့သူနဲ့ပြန်ပေါက်သွားတန္တရာဝုကသူ့ပြုတ်သွားတာလို့ပြောပြောပါဦးခွေးဖြစ်လိုက်နှွားဖြစ်လိုက်လူဖြစ်လိုက်နတ်ဖြစ်လိုက်အဲ့ဒီလိုဖြစ်နေတဲ့အဖြစ်ကနေပြီးတော့မှအဲ့ဒီတန္တရာဝုထဲမှာလဲပြီးကြီးရဲလို့ပြောရတယ်မြမာကြီးနဲ့သူကြီးသွားပေါက်နိုင်တာကြတော့ ရမတ္တမာဆိုတာဖြစ်သွားပြီတော့ဒါသူတို့ဟိန္ဒူကပြောတဲ့ကံဝါဒနော်အဲဒီလိုဟိန္ဒူကပြောတဲ့ကံဝါဒဟာလည်းပဲသူတို့ဒီကနေ့ဘုရားဘာသာပြောတဲ့ကံဝါဒเนี่ยတထထဲနေပါဖြစ်အဲတထထဲနေပါဖြစ်နေတာဆိုတော့သူတို့ဗုဒ္ဓကဒီလိုပဲကံတွေကိုပြောခဲ့တာဟာဒါသူတို့ကြည့်ရသူတို့ဗုဒ္ဓကကံတွေကိုဒီလိုပြောခဲ့တာလားဆိုတော့သူတို့ဗုဒ္ဓကပြင်ကံတွေကိုဟိုအရင်ဘဝတွေကနေလုတ်ခဲ့လို့ဒီမှာ လူရဲလို့လာပစ်နေတာလို့မပြောပါဘူးဗျာမပြောပေမဲ့ကျုပ်တို့ဗုဒ္ဓဘာသာဝင် နေလို့ဆိုတော့ဗုဒ္ဓရဲ့တပည့်လို့ဆိုရတယ်တရားတော်မတွေကတော့ဟိုနောက်ဘဝတဏှာရာက လာခဲ့တာလို့ဆိုတော့ယူကိုယူပါရဲ့ဗျာတရားတော်မတွေယူကြသလားမယူကြဘူးလားအဲနောက်ဘုရားတတိယအားလာခဲ့တယ်လို့ယူကိုယူကြတာကျုပ်တို့ဗုဒ္ဓကိုပြီးပြီးပြင်းပြင်းမေးတဲ့သူကမေးတယ်ရူပနိသိဝန္တိဝဒန္တိဗုဒ္ဓ ဲ့ဒါလိုပဲရုံဟာအတက်မရှိဘူးဆိုပြီးကြလားပြောနေတဲ့ပုံကူတွေဟာတဲ့ဘယ်လိုလုပ်ပြန်သူတို့ရဲ့အမိပိုက်ခဲကိုသူတို့ရောက်လာတယ်လဲမသိဘူးတော့လို့ဟောဒီလိုမျိုးလို့မေးသူကမေးတဲ့ခါကျဘုရားဘယ်လိုပြောလဲပထမံကလလံဟောဒီကလလံဟောဒီအာဟုဒာအဘုဒ္ဓံဇာယတိပေတိပေတိနိဗ္ဗတတိခနောနဲ့ဆိုလိုတာကတော့ပြင်ပထမမိခင်ဝမ်းထဲမှာကလလလို့ဆိုရက်အဖြစ်ကလေးဖြစ်တယ်ဘယ်လိုပြော ီကလလနေမှာပထမကလလဟောဒီကလလဟောဒီအဘုဒ္ဓဒီကလလနေမှာ9ရက်လောက်ကြာတဲ့ခါကျအဘုဒ္ဓလို့ဆိုရဲမြုပ်ကလေးဖြစ်တာအဘုဒ္ဓံဇာယတိပေတိဆိုပြီးတော့အဲ့ဒီအမြုပ်ကလေးကနေမှာနောက်ထပ်9ရက်လောက်ကြာတဲ့ခါကျသားဖြစ်ကလေးဖြစ်တယ်ဒီကလလဆိုတာဘလောက်ငယ်တုံးလို့မေးတော့ကျုပ်တို့သဘင်ရဲ့ဆယ်စိတ်လောက်ကိုတစ်စိတ်စိတ်အဲ့ဒီတစ်စိတ်လောက်ကြီးတဲ့သိုးဝေးလို့အမွေကလေးနဲ့အမှန်တအကျင့်တရားလောက်တခါတဲ့ တိတ်ထားတဲ့ team ဒီ team လေးထဲမှာအဖျားလေးကိုထွက်လိုက်လို့ထည့်လိုက်ပါလာတဲ့စက်ကလေးတော့ပဲရှိပဲရဲ့ဒီဆံပြားလေးရဲ့ဖျားမှာပါလာတဲ့သူ့ချက်ကလေးတော့ဒါကလလအဲ့ဒီကလလနေပြီးမှအမြုပ်ကလေးဖြစ်ပြီးဒါတိတ်ကလေးဖြစ်ပြီးတော့ပေတိနိဗ္ဗာတတိကနောဆိုပြီးနောက်ကြတော့တခါအဆိုင်သေးလေးဖြစ်လာအဲ့လိုနဲ့ပဲခမငါးပြားတွေပေါက်ပြီးတကလာလက်တွေခြေတွေကောင်းနေကိုယ်တွေပေါ့နော်အဲ့လိုပေါက်ပြီးလူဖြစ်လာတာလို့တို့တို့ဘုရားကဒီလိုပဲပြောတယ် ီလူတွေဘယ်ကလာတာတုံးလို့မေးရင်ဟိုတနေရာဘောကံကပြစ်ချတာပေါ့ပါလို့မပြောပါဘူးခင်ဗျာကျွတ်တို့ခင်ဗျာဘုရားကတော့ကျွတ်တို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဘုရားကတော့မပြောတာနောက်လည်းဖြစ်တဲ့ကျွတ်တို့တကာတုံးမကြီးကတော့ဘယ်ကလာတာတို့ဆိုဟိုတနေရာဘောကံကပြစ်ချရနေပြီလာတာပေါ့နဲ့ပြောကြမလားမပြောကြဘူးလားတကားတော့ပြောကြပါပါဘုရားကျွတ်တို့တကယ်ပြောကြတယ်ဗျာဒါတော့ကျွတ်တို့ဘုသူကြီးကနေပြီးတော့ရပြီးတော့ပြောနေကြတာတို့ ဘသူရဲ့နီလန်းနေနဲ့ဒီကံတွေကိုခံယူပြီးပြောနေကြတာတုံးလို့ကျုပ်တို့မေးရမှာလို့ဖြစ်ကျုပ်တို့ဒီကံနဲ့ဒီကံခံယူချက်နဲ့တူတာပြန်ဟိတူတာကြီးပါအေးသူကတော့စောပိုင်းတော့ပြောသလိုပဲသူကလှုပ်တယ်လေနောက်ဘဝတုန်းကကံနေလှုပ်တယ်တဲ့အဲ့ဒီနောက်ဘဝကနေမှသိတဲ့အခါကျတော့အဲ့ဒီနောက်ဘဝတည်းမှာအတ္တပါလို့ပြောတဲ့ဟာလေးကအဲ့ဒီလူသေးတော့လေအဲ့ဒီအကောက်ဘလောက်သေးတော့လေအဲ့ဒီအတ္တပါမသေးဘူးလေအဲ့ဗျာ အကျုပ်ဘုရားဘာသာတွေကလည်းအတ္တမလို့တော့ခံယူဗျာမသေးဘူးလို့တော့ခံကြတာပဲကျုပ်တို့သေးသွားပြီလို့ဆိုလို့ရှိရင်သေးသူဟာရေကြီးတဲ့မြုပ်လိုက်ဖို့ပဲမီးတဲ့ကြိုလိုက်ဖို့ပဲလို့ဟုတ်ဘူးဗျာကောင်းဒီအလောင်းဆောင်ကြီးကိုဒါမီးနဲ့ဖောက်ဝင်မဟုတ်ပဲရေကြီးတဲ့မှာမြုပ်ဝင်မြုပ်ပဲနော်မဲသူကနေပြီးတော့ထွက်သွားတယ်လို့သေးတဲ့သူကနေပြီးတော့တစုံတစ်ခုထွက်သွားတယ်လို့ခံယူသလားမခံကြဘူးလားခံယူပါဗျာကျုပ်တို့ဘုရားဘာသာကြီးခံကြတာ ဘာထွက်มาတဲ့လေတကယ်တော့တည်သွားတဲ့အခါမှာဘာထွက်มาတဲ့လေထိန်သူကတော့မတည်ခင်ကတည်းကအဲ့ဒီတည်မဲ့လူဒီပါတဲ့ဖက်ပြာကြည့်တယ်အဲ့ဒါပါလဲသူအတ္တပါပဲတော့အာတမာသူပြောတယ်သူလိုပြောတယ်ကျုပ်တို့ဗုဒ္ဓဘာသာလိုပြောရင်တော့အတ္တပဲပေါ့အဲ့ဒီအတ္တလေးသို့မဟုတ်အာတမာလေးဟာဘာတုံးလို့မေးရလူမလဲကြာလို့မရဘူးခုခေတ်မှာတမ်းမှန်နေရိုက်တန်းကြည့်မလား ဒီအတ္တမဟာတမနဲ့မှမတွေ့နိုင်ဘူးဒီအထရာဆောင်လို့ဆိုတဲ့ဟာဒီနဲ့ရိုက်ဆန်းကြည့်မလားဘာမှမတွေ့နိုင်ဘူးပြောမယ်ဆိုရင်ကျုပ်တို့မှာအစိပ်ပိုင်းနေမျိုးမျိုးရှိတယ်ကွာတော့အယိုးတို့အသားတို့အကျော်တို့အပြေးတို့ကြောက်ကတ်တို့နှလုံးတို့အသေးတို့အဆုတ်တို့အစရှိတယ်ဘယ်ဟာမှလည်းမဟုတ်ဘူးအာတမဆိုတာကြည်လဲကြည်တာလည်းမဟုတ်ဘူးအဲဒီလိုကြည်တာမဟုတ်တော့ကျုပ်တို့ကိုယ်ထဲမှာအစိပ်ပိုင်းနေနဲ့ကြည့်မယ်ဆိုရင်ရုပ်တွေရှိတယ်ခံစားချက်လို့ဆိုတဲ့ဝေဒနာတွေရှိတယ် မှတ်သားချက်လို့ဆိုတဲ့တင်ညာတွေရှိမယ်။သုံးပြန်လှုပ်ဆော်ချက်လို့ဆိုတဲ့စေတနာတွေရှိမယ်။သိတယ်လို့ဆိုတဲ့ဝိညာဉ်တွေရှိမယ်။ပြောမယ်ဆိုရင်တော့ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတာဒါရှိမှာပေါ့သူတို့ကိုယ်တွေသိချင်။ဒီအသိပိုင်း၅ခုအပြင်သူတို့ကိုယ်တွေမှာအပူပြည့်စည်မရှိပါဘူးခင်ဗျ။ဒီယုတ်ကြီးကတော့ပြုတ်လို့သေးတယ်ဆိုရင်မီးဖုတ်ရင်ဖုတ်လိုက်ရတာပေါ့။မြေမြုပ်ဝင်မဲ့ဖုတ်လိုက်ရတာ။ဒါလူလူတိုင်းသိကြပြီသား။ဘလောက်သေးသေးဒီယုတ်ကတော့ထွက်မသွားဘူး။ ဒီยุคကထွက်မသွားသလိုဝေဒနာရောထွက်သွားမှာလားဆိုတော့လေဝေဒနာထွက်သွားဖို့ထားလို့ပြုလို့မနည်းဝေဒနာတောင်ဒီကနေ့ခံစားလို့မရတော့မနက်ကဝေဒနာတောင်ဒီကနေ့အခု နေ့လယ်မှာခံစားလို့မရတော့ပညာရောတင်သာရရောဝิญဉ္ဇဉ်ရောကလည်းဒီနည်း၎င်းပဲဒီလိုပြောမယ်ဆိုရင်ဒီခန္ဓာ၅ပါးအပြင်လည်းမရှိဘူးဆိုတော့ဒီခန္ဓာ၅ပါးလည်းဘာမှပြုလို့နောက်ဘဝထွက်သွားပြမရှိတာဆိုတော့ပြုလို့ဗုဒ္ဓဘာသာတွေကထွက်သွားတယ်လို့ထွက်သွားရစရာကို ို့တို့ထဲမှာဖြစ်သူတို့ဟိန္ဒူတွေရဲ့ယူကတော့ဒီလူနာဖျားမကြမ်းဖြစ်လို့သေရင်သေရသေမဲ့ဆိုရင်သေမဲ့အိယာညောင်ဆောင်ပုံမှာဒီလူကိုလှဲထားခဲ့လှဲထားခဲ့ပြီးတော့မသေးတဲ့အကောင်လေးကအာဓမာလေးပဲတဲ့ဒီအာဓမာလေးကဒီလူအသေးကောင်လေးကနေထွက်သွားပါတယ်ဒီလူအသေးကောင်လေးကနေပြီးအာဓမာလေးကထွက်သွားတဲ့အခါကျတော့အဲ့ဒီအာဓမာလေးကဟုတ်တယ်နေရာရပြီးခင်ဝါကိုသွားဝင်ပါတဲ့ တကယ်လို့နီးရင်ဝမ်းကိုမရခင်ကြားကာလကိုကဥပမာတစ်ခုလူပြရမယ်လို့ဆိုရဲဒီကတော့သေးပြီဒီကသေးပြီနော်လူပြရမယ်မိခင်ဝမ်းကလည်းမရသေးဘူးပေါ့ငါဘယ်လိုပဲအမေရဲ့ပိုက်ထဲဝင်ရပါလေလို့ဆိုအမေကလည်းအသိမရှိသေးဘူးမရှိသေးဘာဖြစ်သတိဖြစ်သူတို့ဗမာတွေမယူကြဘူးလားယူကြသလားသူတို့ကတသိဖြစ်တယ်လို့ယူကြဒါတော့တော့ဟုတ်ကဟုတ်ကလုပ်ရတည်လို့ဒီလိုပြောရမှာတော့ ဘေကတသိမှလည်းဒါဖြစ်နေရတာမဟုတ်ဘူးသူတို့ဘုရားတက်မှမပြောတဲ့အယူဆတွေလို့ပြောသူတို့ဘုရားအဲ့လိုများပြောရင်အဲ့လိုများယူရင်ဒီသူဟာသူ့တပည့်မဟုတ်ဘူးလေဒီသူဟာသူ့ရဲ့ဝါဒီလည်းမဟုတ်ဘူးပေါ့သူ့ဘာသာဝင်မဟုတ်ဘူးပေါ့ဒီသူဘာတော့လို့မေးရင်ဒီသူဟာမိစ္ဆာတိတိအဲ့တကယ်လို့များကျုပ်တို့တရားသေးပြီးနောက်မိခင်ဝမ်းတစ်ခုရဲ့ကိုဝင်မယ်ဆိုပြီးတော့တောင်း တပင်ကွာကြားစောင့်နေရသလားကြောက်တုံးကြီးတုံးဘောကစောင့်နေရသလားစားကြရာမရှိဝတ်ကြရာမရှိနဲ့စောင့်နေရသလားအဲ့ဒါကိုပိတ်တာဆိုပြီးတော့ပြောတာအဲ့ဒီလိုမျိုးလို့စောင့်နေရတဲ့ကာလမှာသူပိတ်တာတဲ့ဒီပိတ်တာဘောကပြန်တကယ်လို့ရောက်နေခဲ့ရည်ဆိုပြီးသေချွတ်လို့လေရည်သက်ခါတာဗျဒါကြောင်ကတို့လည်းပဲရည်ရက်ချဘူးကြမှာပါနော်မตาရည်ရက်ချပါနော်ဘာလဲကာလီကတော်သေးတော်သူသည်မရဏတဏ္ဍကာလီဒီဃာနိကာလ၌ အာယောနိသောမနတိဂရိတဝါအသင့်အသင့်နှလုံးမသွင်းမိပြီရှိတော်ပေတဘဝေတုပိဒါတို့၏ဘုရားတို့၌သတိနိဗ္ဗတ်တော်ပြီတကယ်လို့များဖြစ်နေခဲ့ရင်ဆိုပြီးတော့ပိဒါဘုဖြစ်ပိဒါဘယ်လိုပိဒါတို့ဖြစ်မစားရမဝတ်ရတဲ့ပိဒါနေစရာမရတဲ့ပိဒါတကယ်တော့ကြောက်ကြရကြီးပေါ့လူဆိုရင်စားကြရလည်းမရှိဘူးဆိုအင်မတန်ကိုစိတ်ပြက်စရာမျက်နှာညှို့ငယ်လို့ဟောဝတ်ကြရမရှိဘူးဆိုရင်လည်းအင်မတန်ကိုအောက်ကြနောက်ကြပေါ့ နေစရာထိုင်စရာတောင်မရှိဘူးဆိုရင်တော့မပြောနဲ့တော့ပေါ့နော်စိတ်အောက်ကြနောက်ကြဖြစ်တယ်အဲ့လိုဆိုတော့စားစရာလည်းမရှိဝတ်စရာလည်းမရှိနေစရာလည်းမရှိတဲ့ပိတ်တာဆိုတဲ့အဖြစ်ကိုကြောက်ရမယ်လို့ဆိုစိတ်ကြောက်ကြောက်တော့ကျုပ်တို့သိလို့ရှိရင်ရေဆက်သွင်းမဲ့လူများမရှိပဲနေမှာတော့တိုးကြတဲ့ညာကြေးခါဒါကြောင့်သားသမီးတွေကိုမွေးဖွားပေးကြတယ်။ဒီသားသမီးတွေရဲ့တာဝန်ကိုတရားထဲမှာသိလို့ရှိရင်ရေဆက်ကလေးဆိုပြီးတော့တွန်းလာတော့လောက်ရမယ်တဲ့ဒီသားသမီးရဲ့တာဝန်ပဲဆိုပြီးတော့အဲလိုလောက်တာတော့ ဗုဒ္ဓဘာသာမဟုတ်တော့တဲ့အထက်မှာဗုဒ္ဓဘာသာအယောက်ထောင်းထားတဲ့ဟာတွေအများကြီးပါနေတယ်ပြောရအဲ့ဒီလိုမျိုးလို့ကျုပ်တို့ခရားပြည့်ပြောကိုမပြောဘူးကိုကမသားမှလည်းကြောက်တယ်မိုးရမှလည်းကြောက်တယ်နေပြာမရှိမှလည်းကြောက်တယ်မျက်နှာငယ်ဖြစ်ကြောက်တယ်တော့သေသွားပြီးတော့နေပြာလည်းမရှိဝတ်စရာလည်းမရှိစားစရာလည်းမရှိလို့ဆိုတော့တိတ်ကိုပဲငတ်ပြတ်နေတယ်ပိတ်တာအဲ့ဒီလိုမျိုးလို့ပိတ်တာဖြစ်မဆိုးလို့မို့အသက်ကလေးသေသွားတဲ့သေမဲ့ကြံခဲ့တဲ့သူတွေကဘာဖြစ်တယ်လဲဆိုတော့ဘုန်းကြီးပင်ဟာ က်ပြောက်ထွန်းတို့ဟေးသက်ပြောက်ထွန်းသူအသက်ပြောက်သွားတဲ့အခါမှာသူရဲ့ဝိညာဉ်ဟာသိအဝေးလံကြီးသူရောက်မှာမဟုတ်သေးဘူးကဒီနိဗ္ဗာန်မှာပဲရှိလောက်တယ်အဲ့ဒီရှိလောက်တဲ့နိဗ္ဗာန်မှာရှိနေတဲ့ဝိညာဉ်ကိုတို့သွန်းလူတဲ့ဘုန်းကြီးကိုတို့သွန်းလူတဲ့ကုသိုလ်အဲ့ဒီသွန်းလူတဲ့ကုသိုလ်ရဲ့အဖို့အမျှလေးကိုသူ့ပေးမယ်အမျှရောအမျှသူဆိုပေးအဲ့ဒီလိုပေးလိုက်လို့သူကနေပြီးတော့ကြားပြီးတော့တာဓုခေါ်သွားမယ်တဲ့ သူ့သားစရာတွေဝတ်စရာတွေဘုံဘိတ်မှာထရမယ်တဲ့နေပြထက်ပြတယ်သူတို့ဗုဒ္ဓဘာသာတွေလောက်ကြတာနော်အဲ့တော့ပြောမယ်ဆိုရင်သူတို့ဟာသိပြီးနောက်ဖြစ်တယ်လို့ဆိုတဲ့အယူဟာသူတို့ဗုဒ္ဓမယူတဲ့အယူဟောလဲမဟောတဲ့ဟောမမွေးခင်တုန်းကဖြစ်ခဲ့တယ်လို့ဆိုတာသူတို့ဗုဒ္ဓမယူတဲ့အယူဗုဒ္ဓမဟောတဲ့ဟောဒီတော့သူတို့တွေကအခုဒီဘဝရနေတာလဲဟိုတနေရာရာဘဝနေပြီးတော့လာခဲ့တာသူတို့ယူနေကြသူတို့ဘုရားအပြင် ဘယ်သူဘယ်ကလာတာလို့ဘာမှမပြောခင်ဗျားတို့လည်း